ျွန်တော်တို့ Microsoft ကိုသုံးပြုပြီးတော့မှစာရွေးရိုက်တဲ့အခါလေးမှာ column ကိုဘယ်လိုမျိုးစနစ်ချနဲ့သုံးပြအောင်လဲဆိုတာကိုလည်းသိထားတင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့စာရွေးရိုက်တဲ့အခါမှာအလိုလိုတဲ့အခါမှာအများကြီးကိုအထောက်အကူဖြစ်စေပါတယ်။ဒါမျိုးရခုသင်ခန်းစာလေးမှာကျွန်တော်တို့ column ကိုဘယ်လိုမျိုးစနစ်ချနဲ့သုံးပြအောင်လဲဆိုတာလေးကိုအသေးသေးလေးပြပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ Microsoft Word လေးကိုဖွင့်လိုက်ပါတယ်။ဖွင့်လိုက်ပြီးသွားရင်ကျွန်တော်ဒီမှာ column လေးကိုအသုံးပြုဖို့အတွက်ကျွန်တော်အရင်ဆုံးနမူနာစာလေးတွေရေးလိုက်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာညီမချင်း AND ဆိုပြီးတော့မှရေးလိုက်ပါတယ်။ပြီးသွားရင်ကျွန်တော်ဒီမှာခွင်းစာလေးထဲမှာဥပမာကျွန်တော်စာပိုက်35ဘိုက်ယူလိုက်ပါမယ်။ပြီးတော့အဲ့တော့ comma လေးလာပါတယ်ပြီးတော့ကျွန်တော်တစ်ပိုင်းမှာဘယ်နဲ့ចောင်းစီပါတာမျိုးလိုချင်လဲပေါ့နော်ဥပမာကျွန်တော်စာပိုက်တစ်ပိုင်းမှာ၄ចောင်းစီပါတာမျိုးလိုချင်ပါတယ်ကိုလိုချင်တဲ့လောက်ကိုရိုက်ထည့်လိုက်လို့ရပါတယ်ပြီးတော့နောက်ဆုံးလေးမှာကျွန်တော်ဖွင့်လေးပေးလိုက်ပါမယ် ဒါကြတော့ကျွန်တော် INT တာက random ရဲ့အတူအခါကိုပြောတာပါ။ရှေ့မှာမြင်နေရတဲ့ဒီခန်းသုံး35ကကျတော့စာပိုင်းအရေးအတွက်ကိုပြောတာဖြစ်ပြီးတော့မှဒီနောက်က၄ကကျတော့တပိုက်စီမှာပါဝင်မဲ့စာကြောင်းအရေးအတွက်ကိုပြောတာဖြစ်ပါတယ်။ကိုလိုတလောက်ကိုရိုက်ထည့်လိုက်လို့ရပါတယ်။ပြပြစွာနဲ့ကစားလေးကိုနောက်ဆုံးလေးမှာခြားပြီးတော့မှ under တစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့ဒါနဲ့ကျွန်တော်ဒီမှာစာလေးတွေရောက်လာပါပြီ။ ဒီစာလေးတွေကိုကျွန်တော် column လေးခွဲကြည့်မယ်ပေါ့နော်ဟုတ်ပြီဒါလေးကကျွန်တော်ရိုက်ထားတဲ့စာလေးဆိုပါစို့ဒါလေးကိုကျွန်တော် column ခွဲဖို့အတွက်က column စာဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်တို့ဒီ magazine တွေတို့သတင်းစာတွေမှာတွေ့ရလိမ့်မယ်ပေါ့နော်စာတစ်မျက်နှာထဲမှာပဲကျွန်တော်တို့ကစာကိုပေါ့နော်ဟို column လေးကျွန်တော်တို့ကနှစ်ခုသုံးခုခွဲပြီးရိုက်ထားတဲ့ပုံစံမျိုးပါအဲ့လိုပုံစံမျိုးကိုကျွန်တော်တို့ကကိုကိုယ်တိုင်ဖန်တီးခြင်းတဲ့အခါမှာ Microsoft Word မှာဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုဒီသင်ခန်းစာမှာလေ့လာရမှာဖြစ်ပါတယ် ရင်သုံးအနေနဲ့ကျွန်တော်တို့ကဒီမှာစပြီးတော့ဖန်တီးဖို့အတွက်ကဥပမာအနေနဲ့ပေါ့နော်ဒီရေးထားသမျှစာတွေအားလုံးကိုကျွန်တော်တို့ column question နဲ့ဆိုရင်ကြတော့ကာစာကိုဘယ်နာမှာရှိရှိရပါတယ်ဒီရှိမှာပဲခြားခြားပေါ့နော်စာရဲ့အလဲကောင်မှာပဲခြားခြားဘယ်နာမှာကာစာကိုခြားထားခြားထားရပါတယ်ကိုကြတဲ့နေရာမှာထားထားလို့ရတယ်ပြီးသားဖြစ်ရင်ကျွန်တော်တို့က column ကိုအသုံးပြုဖို့အတွက်ကကျွန်တော်ပထမဆုံးတစ်ခုအနေနဲ့မြန်မြန်ဆန်ဆန်သွားခြင်းနဲ့ဆိုရင်ကျွန်တော်က shortcut key နဲ့သွားလို့ရပါတယ်အဲ့ဒီ shortcut key ကလည်းကျွန်တော်အရင်လွယ်ပါတယ်ကျွန်တော်ရဲ့ computer keyboard ကနေပြီးတော့မှ order ရဲ့ p ရဲ့ j ရဲ့ c ရဲ့ကိုနှိပ်ရမှာပါတခုချင်းချင်းနှိပ်သွားလိုက်လို့ရပါတယ် order order ရဲ့ b j c ဆိုပြီးတော့မှနှိပ်လိုက်ပါအဲ့ခါလေးမှာကျွန်တော်ခုလိုမျိုးလေး column ဆိုပြီးတော့မှ dialog box တွေကြာလာမှဖြစ်ပါတယ်အဲ့လိုမျိုး column ဆိုတဲ့ box တွေကြာလာပြီဆိုရင်ဒီထဲမှာကျွန်တော်စပြီးတော့မှ column တွေခွဲလို့ရပါပြီပထမဆုံးအနေနဲ့ဒီအောက်လေးမှာ preset ဆိုတဲ့နေရာလေးမှာသူက1ကိုကျွန်တော်လက်ရှိမှာတုံးထားတာပေါ့နော်အဲကြောင့်ကျွန်တော်ရဲ့စာလေးတွေကအားလုံးက column တစ်ခုတည်းဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်လို့များကျွန်တော်တို့က column ကိုတစ်ခုတက်ပို့ပြီးတော့မှနှစ်ခုသုံးခုသုံးခြင်းတဲ့အခါမှာဆိုရင်တော့ဒီအောက်လေးမှာရှိပါတယ်နှစ်ခု question 2ရှိပါတယ်သုံးခု question တော့3ရှိရပါတော့ ဥပမာကျွန်တော်ကနှစ်ခုခွဲခြင်းနဲ့ဆိုရင်ဒီမှာတူးလေးကိုတစ်ချက်ယူလိုက်ပါမယ်။ပြီးတာနဲ့ကျွန်တော်ရဲ့ computer keyboard ကနေ enter ကိုနှိပ်လို့ရပါတယ်။ enter မနှိပ်ချင်ဘူးဆိုရင်တော့ဒီမှာ okay စာလေးရှိတယ်ပေါ့နော်။ okay လေးကိုတစ်ချက်နှိပ်ပြလိုက်လို့ရပါတယ်။ဒါကြောင့်တော့ကြည့်လိုက်ပါကျွန်တော်တို့ရဲ့ရိုက်ထားသမျှစာတွေအားလုံးကအခုလိုမျိုးဘယ်ဘက်မှတစ်ခုကိုညာဘက်မှတစ်ခုနဲ့ column နှစ်ခုပိုင်းသွားတာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါစာတွေအားလုံးပဲပေါ့နော်။ဟိုအောက်ဆုံးတိကျွန်တော်တို့ဒီမှာ column နှစ်ခုစီပိုင်းသွားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ ဒါလေးကိုကျွန်တော်တို့တွေပြန်ပြီးတော့မှ column တစ်ခုပဲပြန်ထားခြင်းတဲ့ခါမှလည်းအလိုပါပဲကြိုက်တဲ့နေရာမှာခါစားချထားလို့ရပါတယ်ပြီးပါရင်ကျွန်တော်အခုသုံးခဲ့တဲ့ short ကလေးဖြစ်တဲ့ order b j c လေးကိုတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ပါ column box တွေကြလာပြီဆိုရင်ကျွန်တော်တို့က column တစ်ခုပဲပြန်ထားမှာမလို့ဒီမှာ1လေးကိုရွေးပြီးတော့မှကျွန်တော်ဒီမှာ okay လေးကိုနှိပ်ပြလိုက်လို့ရပါတယ်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့စာရင်းအလုံးကအခုလိုမျိုး column တစ်ခုတည်းနဲ့ပြန်ပြီးတော့ဖြစ်သွားတာလေးကိုတွေ့ရမှာပါဟုတ်ပြီအဲ့ခါမှကျွန်တော်တို့ဒီမှာ column ပြန်ခွဲဖို့အတွက် order b j c ကိုနှိပ်ပေး ကွာလန်ဘောက်စ်တွေကြာလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာကွာလန်နှစ်ခုရှိမယ်သုံးခုရှိမယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်၄ခုတွေ၅ခုတွေထပ်ပြီးမပါတော့ဘူးပေါ့အဲ့မှာကွာဥပမာအနေနဲ့ကွာလန်ကို၃ခုထပ်ပို့ပြီးတော့မှသူပေးထားတဲ့ဟာတွေပို့ပြီးတော့မှကျွန်တော်တို့ကကွာလန်ကို၄ခုတွေ၅ခုတွေ၆ခုတွေအလုပ်အများကြီးခွဲချင်နေဆိုရင်ရောဘယ်လိုလုပ်ရမလဲပေါ့နော်လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလုပ်သူများအတွက် Microsoft Word Special Class လေးကိုတက်ရောက်နိုင်ပါတယ်ယခုသင်တန်းလေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level အထိ unit ၆ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ် လုပ်ငန်းခွင်မှာကြွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျတင် जा ပေးထားတဲ့သင်တန်းလေးဖြစ်ပါတယ်။တင် जा ရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရဲကန့်သက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ ဘယ်လိုမျိုးလုပ်ချင်လဲဆိုရင်တော့ကျွန်တော်ဒီအောက်လေးမှာ number of column ဆိုတာလေးရှိပါတယ်။အဲ့ညာလေးမှာကျွန်တော်လာပြီးတော့ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။အဲ့ခါမှကျွန်တော်ကဥပမာ column 4ခုလိုချင်တယ်ဆိုရင်ဒီညမှာလာပြီးတော့မှ6လိုရိုက်ထည့်လိုက်လို့ရပါတယ်။ column 5ခုလိုချင်ဒီမှာလာပြီးတော့9လိုရိုက်ထည့်လိုက်လို့ရပါတယ်။အဲ့လိုရိုက်မထည့်ချင်လို့ဆိုရင်ဒီမှာမြားလေးတွေရှိရပါတော့။အပေါ်သွားတဲ့မြားလေးကိုဒီမှာတစ်ချက်နှိပ်လိုက်မယ်ဆိုရင် number 4တွေကတဖြည်းဖြည်းနဲ့တိုးလာမှာဖြစ်ပါတယ်။ဥပမာကျွန်တော် column 4ခုပိုင်းမယ်ဆိုရင်ဒီမှာ6ဆိုပြီးတော့မှကျွန်တော်တို့6တီးတိုးလိုက်တယ်ပေါ့နော်။ အဲ့တော့အဲ့ဒီခါလေးမှာကျွန်တော်ဒီအောက်လေးမှာ preview ဆိုတဲ့နေရာလေးမှာလည်းတွေ့ရပါလိမ့်မယ်။ကျွန်တော်ရဲ့စာလေးတွေကအခုလိုမျိုး column ၄ခုလေးပိုင်းပေးသွားမယ်ဆိုတာလေးကိုတို့အောက်မှာ preview နေနဲ့လည်းပြပေးမှာဖြစ်ပါတယ်။ဒါလေးကိုကိုယ်သဘောကျသွားပြီဆိုရင်ဒီမှာ okay လေးကိုတစ်ချက်နှိပ်ပြလိုက်လို့ရပါတယ်။ဒါဆိုရင်ကျွန်တော်ရဲ့ Microsoft Word ထဲမှာစာလေးတွေအားလုံးက column ၄ခုစီပိုင်းသွားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲကြောင့်မို့ကျွန်တော်က column ကိုကိုယ်နှစ်သက်သလောက်ယူပြီးတော့မှလည်းပိုင်းလို့ရတယ်ပေါ့နော်။ဟုတ်ပြီ။ဒါတော့ကျွန်တော်တို့ column ၄ခုပိုင်းလိုက်တာပါ။ဒါလေးကိုကျွန်တော်ဒီမှာ undo ပြန်သွားလိုက်ပါမယ်။ ဒီခါလေးမှာကျွန်တော်တို့ကဥပမာအနေနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ order pjc ကိုပြန်ပြီးတော့နှိပ်လိုက်တယ်နှိပ်လိုက်ပြီးတော့ကျွန်တော်ကဥပမာ column နှစ်ခုပိုင်းမယ်ဆိုပါဆိုဒါနဲ့ကျွန်တော်ဒီမှာ column နှစ်ခုဆိုပြီးတော့မှပိုင်းလိုက်တယ် ပိုင်းလိုက်ပြီးသွားရင်ကျွန်တော်ကဗာထပ်ပြီးတော့လုပ်ချင်သေးလဲဆိုတော့အဲ့ဒီ column တစ်ခုပိုင်းလိုက်တဲ့ဒီပေါ့နော် preview နဲ့မှမြင်ရတဲ့ဒီစာလေး column တစ်ခုရဲ့ကြားလေးထဲမှာကျွန်တော်ကနင်းလေးတားချင်ပါတယ်အဲ့လိုမြင်တားချင်နေဆိုရင်ကျွန်တော်ကသွားပြီးတော့မှဒီ insert တဲ့ထဲမှာရှိတယ်ပေါ့နော် illustration တွေက shape တွေကိုယူပြီးတော့မှ line တွေဆွဲပြတာမျိုးတွေပါလေလုပ်ပေးစားမလို့ဘူးပေါ့နော် border တွေခက်ပြတာမျိုးတွေဇာတ်တွေဆွဲပြတာမျိုးလုပ်ပေးစားမလို့ပါဘူးကြားထဲမှာကျွန်တော်မြင်းချောင်းလေးထည့်လိုက်ချင်တယ်ဆိုရင်ကြတော့ကျွန်တော်ဒီ body မှာ line between ဆိုတာလေးရှိတယ်ပေါ့နော်ဒါလေးကိုတုံးပြရမှာပါဒါလေးကိုကျွန်တော် image ကလေးတစ်ချက်ချက်လိုက်ပြီးဆိုတာနဲ့ဒီမှာလေး preview မှာလည်းသူပြပေးပါလိမ့်မယ် ယ် column လေးတွေပိုင်းသွားတဲ့ဟာရဲ့အလဲကောင်လေးမှာသူကဒီမှာမြင်းလေးဆွဲပေးထားတာကိုတွေ့ရမှာပါဒါ column နှစ်ခုမလို့ဒီကြားထဲမှာမြင်းချောင်းတစ်ချောင်းတားပေးထားရတယ်ပေါ့နော်ဒါလည်းမကိုအနေနဲ့ column သုံးခုကိုကျွန်တော်ပိုင်းလိုက်တဲ့ဆိုရင်လည်းပဲဒီမှာ column တစ်ခုစီရဲ့ကြားလေးထဲမှာမြင်းလေးပိုင်းပေးထားတာကိုတွေ့ရမှာပါတက်တရာ column ပိုင်းလို့ရပါတယ်ဒီမှာ line fit ထဲမှာအမှန်ကြီးကလေးထည့်လိုက်တဲ့ပြီဆိုတာနဲ့ကျွန်တော်ရဲ့ကြားလေးထဲမှာသူကမြင်းလေးတွေပိုင်းပေးထားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်အခုမှကျွန်တော် column နှစ်ခုပဲထားပါမယ်။အဲ့တော့ကျွန်တော်ဒီမှာ2ကိုရွေးလိုက်ပါတယ်။အဲ့ဒီမှာ line လေးလည်းထည့်ထားပြီပေါ့နော်။ ပြည်အနေကိုသဘောကျသွားပြီဆိုရင်တော့ OK လေးကိုတစ်ချက်လက်ပြလိုက်လို့ရပါတယ်။ဒါဆိုကျွန်တော်တို့ဒီမှာ column တစ်ခုရသွားတဲ့အပြင်ကိုဓာလေးထဲမှာကျွန်တော်မြင်းချောင်းလေးနဲ့ရသွားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအားလုံးပဲပေါ့နော်။စာမျက်နှာအားလုံးမှာအခုလိုပုံစံလေးရသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ဒီလိုပုံစံလေးဖန်တီးခြင်းတဲ့ခါမှာဆိုရင် Microsoft မှာဖန်တီးလို့ရတယ်ပေါ့နော်။ copy ဒါလေးကိုလည်းကျွန်တော်ဒီမှာ undo လေးပြန်သွားလိုက်ပါမယ်။ဒီတစ်ခါကျတော့ဗာထပ်ပြီးတော့ပြောခြင်းလဲဆိုတော့ IDM မှာကျွန်တော်တို့ပေါ့နော် order PJC ကိုနှိပ်လိုက်ပါတယ်။ ဒီထဲမှာဒီမှာ1 2 3အပြင်သူကဒီမှာ left day right တွေရှိသေးတယ်ပေါ့နော် left မှာတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကြတော့ဒီမှာ preview မှာဖြာပေးပါလိမ့်မယ်ဘယ်ဘက်ထံမှာရှိတဲ့ column တွေကတော့နည်းနည်းသေးတယ်ပေါ့နော်ညာဘက်ထံမှာရှိတဲ့ column ကတော့ပို့ပြီးတော့မှနေရာပို့ကျဲတာကိုတွေ့ရပါမယ်ဒါလေးကိုသဘောကျရင် okay လေးနေလို့ရပါတယ်ပြီးတော့ right ပေါ့နော် right ကတော့ left ရဲ့ဖြောင်းပြန်ဖြစ်ပါတယ် right လေးကိုတစ်ချက်ကျွန်တော်ဒီမှာရွေးလိုက်မယ်ဆိုရင်ကြတော့ကျွန်တော်တို့ကဒီမှာညာဘက်မှာရှိတဲ့ column ကကြတော့အကြီးပဲ sorry ဒီညာဘက်ခြမ်းမှာရှိတဲ့ column ကတသေးလေးပဲဘယ်ဘက်ခြမ်းမှာရှိတဲ့ column ကတော့နည်းနည်းပိုကြီးတာကိုတွေ့ရမယ်ပေါ့နော်ဒီဒီမှာကွာ left နဲ့ right မှာလည်းနှိပ်ကြည့်ပြီးတော့မှကို preview မှာပြတဲ့ပုံစံသဘောကျတယ်ဆိုတာနဲ့ okay လေးကိုတစ်ချက်နှိပ်လိုက်လို့ရပါတယ်ဒါတော့ left နဲ့ right နဲ့အပိုင်းလေးပေါ့နော်ဟုတ်ပြီအဲ့ဒါမှကျွန်တော်ဒီမှာ cancel ကိုပဲနှိပ်လိုက်မယ် အခုဟာကျွန်တော်တို့က Otter PJC ဆိုတာလေးနဲ့ကျွန်တော် shortcut နဲ့မြန်မြန်ဆက်ဆံသွားတာပေါ့ဒီကလေးမှကျွန်တော်ကအလို shortcut နဲ့မသွားခြင်းဘူး mouse နဲ့ပဲတနည်းအားဖြင့်ရွှေ့ပြီးတော့တစ်ဆင့်ချင်းပြီးသွားခြင်းနဲ့ဆိုရင်လည်းသွားလို့ရပါတယ်အဲ့ခါလေးမှကျွန်တော် column ပိုင်းမှုအတွက်ကကိုယ့်ရဲ့ဒီ Microsoft Word ထဲကကြိုက်တဲ့စာအကြောင်းနေရာမှာကိုကစားချထားလို့ရတယ်ပြီးတော့ကျွန်တော်သွားရမှာလေးက deep poly မှာ layout ဆိုတဲ့ table ရှိပါတယ်အဲ့ layout table ကိုတခြားသွားလိုက်ပါသွားလိုက်ပြီးတာနဲ့တယောက်လေးမှာ paste ရဲဆိုတဲ့ group လေးရှိပါတယ် အဲ့ဒီကလူလေးထဲမှာဒီပေါ်လေးမှာကော်လန်ဆိုတာရှိတယ်ပေါ့နော်။အဲ့ဒီကော်လန်လေးမှာတစ်ချက်ညာလေးပါတယ်။ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့တော့ဒီလိုလေးကြလာမှာပါ။အဲ့ခါမှာကော်လန်ကိုတစ်ခုပိုင်းမှာလားနှစ်ခုပိုင်းမှာလားဒီမှာသုံးခုလည်းရှိတယ် left နဲ့ right တွေလည်းပါလာတာကိုတွေ့ရမှာပေါ့နော်။အဲ့ခါမှာကျွန်တော်ကအပေါ်မှာကော်လန်နှစ်ခုစဉ်2ကိုနှိပ်လိုက်ရုံပဲ။ကော်လန်သုံးခုပိုင်းညာစဉ်3ကိုနှိပ်လိုက်ရုံပါပဲ။ left နဲ့ right တွေလည်းအတူတူပဲပေါ့နော်။ဟုတ်ပြီဒီမှာလည်းလာပြီးတော့မှာကော်လန်ကိုပိုင်းလို့ရပါတယ်။ ကျွန်တော်ခုနကတုံလိုက်တဲ့ဒီ column ဆိုလဲ box ကိုလာပြီးတော့ပေါ်သေးခြင်းနဲ့ဆိုရင်ကြတော့ဒီ layout တက်ထဲမှာပဲအဲ့ဒီ column ကိုနှိပ်လိုက်ပြီးတော့မှတယောက်လေးမှာ more column ဆိုတာလေးရှိတယ်ပေါ့နော်ဒီ more column လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုတာနဲ့ခုနကကျွန်တော်ရဲ့ column ဆိုလဲ box လေးပြန်ပြီးတော့မှပေါ်လာတာကိုတွေ့ရမှာပါကျွန်တော်ကျွန်တော်ကဒီ column ဆိုလဲ box လေးကိုအသုံးပြုဖို့အတွက်က shortcut နဲ့လဲတွားလို့ရတယ်လို့မျိုး mouse နဲ့တစ်စင်းချင်းစီလဲတွားလို့ရပါတယ်ကိုနေတဲ့လိုမျိုးတွားလို့ရပါတယ် ဟုတ်ပြီပြည်သားနဲ့ကျွန်တော်နောက်ထပ်တစ်ဆင့်အနေနဲ့ကကြတော့ဒါကတော့ကျွန်တော်ကဆန်မျက်နှာတစ်ခုလုံးမှာကြိုက်ထားသမျှစာတွေအားလုံးကိုကျွန်တော်ကကော်လံပိုင်းလိုက်တာပါအဲ့လိုမျိုးဖြစ်နေဥပမာအနေနဲ့ကျွန်တော်တို့ကဒီအပေါ်လေးမှာပေါ့နော်ဒီစာပိုင်းတစ်ပိုက်လေးကိုပဲကျွန်တော်ခြံနေလိုက်မယ်ဒီစာပိုင်းတစ်ပိုက်ကလွန်ရင်ဒီအောက်ကဒီစာက for example ဆိုနေရာနေစာပြီးဟိုအောက်ကရှိသမျှစာတွေအားလုံးကိုကျွန်တော်ကော်လံပိုင်းခြင်းပါတယ်အဲ့ကျွန်တော်ကပထမစာပိုက်တော့ထားခဲ့မယ်ကျွန်တော်ကော်လံပိုင်းမယ်ပေါ့နော်အဲ့ခါမှကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုစပြီးတော့မှကော်လံပိုင်းခြင်းနဲ့စာပိုက်လေးရဲ့ရှေ့တုံးလေးမှာကစားလေးချပေးပါ ကတ္တချပြီးသွားတာနဲ့ခုနကလိုကျွန်တော်က mouse ကနေတစ်စင်းချင်းတွားလို့ရသလိုမျိုး shortcut နဲ့လည်းတွားလို့ရပါတယ်ကိုအားသာသလိုတွားလို့ရပါတယ်ဒီမှာတော့ကျွန်တော်၄ယောက်ကနေ column ကိုတွားပြီးတော့မှ box column ကိုတစ်ချက်တွားလိုက်ပါမယ်ဒီကောင်ဒီမှာ column box တွေကြာလာပါပြီကျန်တဲ့အခါမှာဥပမာကျွန်တော် column ပဲနှစ်ခုခွဲတင်တယ်ပေါ့နော် default example ဆိုတဲ့နေရာကနေစပြီးတော့မှအဲ့ခါမှာကျွန်တော်ဥပမာ column နှစ်ခုပိုင်းချင်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ column နှစ်ခုကိုရွေးလိုက်ပါတယ် ကိုယ်နှစ်ခုကိုရေးလိုက်တဲ့ခါလေးမှာဒီမှာ preview နေရာမှာကြည့်ကြည့်လိုက်ပါကျွန်တော်တို့ကဒီမှာကိုရိုက်ထားတဲ့များစာလေးအားလုံးကနှစ်ပိုင်းကွဲသွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုဒီမှာပြပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးလိုချင်တာမဟုတ်ဘူးပေါ့နော်။ဒီမှာ for example ဆွဲနေရတာနေစပြီးတော့ပဲလိုချင်တာ။အပေါ်ကစာဘက်ကတော့ဒီတိုင်းတစ်ပိုက်တိုင်းပဲ column တစ်ခုအတိုင်းပဲထားခဲ့ကြတာဖြစ်ပါတယ်။လုပ်ငန်းခွင်အတွက် computer ကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျက်စွာအသုံးပြုနိုင်ဖို့အတွက် computer business online class တွေကိုတက်ရောက်နိုင်ပါတယ်။ computer basics online class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ software download and install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအသိပေးစွာနဲ့ဆင်းရဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။ အထူးတင်နေကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအဲ့ခါမှကျွန်တော်ပါထပ်ပြီးတော့ရေးပြဖို့လိုအပ်လဲဆိုတော့တယောက်ဒီမှာ applying to ဆိုတာလေးရှိတယ်ပေါ့နော် applying to နေရာမှာသူက whole document ဆိုပြီးတော့ရွေးထားပါတယ် whole document ကိုသူရွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုရှိနေတဲ့ document တစ်ခုလုံးကြီးကိုသူက column ပိုင်းမှာဖြစ်ပါတယ် အလိုလိုချင်တာမျိုးပဲနဲ့ကျွန်တော်ကအခုကစားချထားတဲ့နေရာကနေစပြီးတော့မှဩကစာလေးကိုကျွန်တော်တို့က column လေးပိုင်းသွားချင်တာမျိုးလိုချင်တာဖြစ်တဲ့အတွက်ဒီ applying to ဆိုင်နေရာလေးမှာဒီပမာများလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုတာနဲ့သူကဒီမှာ whole document အပြင်ဒီမှာပါပါသေးတယ် this point forward ဆိုတာလေးကိုတွေ့ရမှာပါဒါတော့ကျွန်တော်တို့ကစားချထားတဲ့ point နေရာကနေစပြီးတော့မှ whole sheet ကိုသူအားလုံးကိုလုတ်ပေးသွားမယ်ဆိုတဲ့အသေးပြန်မျိုးပေါ့နော် apply လုတ်ပေးသွားမယ်ဆိုတဲ့အသေးပြန်ပါအဲ့ကျွန်တော်ကဒီမှာ this point forward လေးကိုတစ်ချက်ရွှေ့ပေးလိုက်ပါတယ် ပြပေးလိုက်တာနဲ့ဒီမှာ preview မှာလည်းကြောင်းသွားတာကိုတွေ့ရမှာပါကျွန်တော်တို့ဒီမှာအပွားစာပဲကတော့ငကိုတိုင်းကြံခဲ့ပါမယ်ပြီးကျွန်တော်တို့ဒီမှာကာစာချထားတဲ့နေရာကနေစပြီးတော့မှ column လေးတွေပိုင်းပေးသွားမယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမှာသဘောကျတာပြီဆိုရင် okay လေးနေလို့ရတယ်ကိုနေနဲ့ line လေးတွေထည့်ခြင်းနဲ့ဆိုရင် line မှာ magic လေး check ခဲ့ပြီးလို့ရပါတယ် ပြတာနဲ့ဒီမှာ okay လေးကိုတစ်ချက်နှစ်ပြလိုက်ပြီဆိုတာနဲ့ဒီမှာကြည့်လိုက်ပါအပွားစာပိုက်ကတော့ဘာမှထိခိုက်မှုမရှိဘဲနဲ့သွား column တစ်ခုပဲအနေနဲ့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ general ရဲ့ for example ကနေစပြီးတော့မှ whole အောက်ဆုံးထိကိုကြာတော့ general ရဲ့ရှိသမျှစာတွေအားလုံးကို column တစ်ခုပိုင်းသွားပြီးတော့မှဈာထဲမှာ line လေးတားပြီးတော့တာလေးကိုတွေ့ရမှာဖြစ်ပါတယ်အဲဒါမျိုးကိုလိုအပ်တဲ့လိုမျိုး column ကိုလည်းပိုင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့မှ န်တူပြန်သွားလိုက်ပါမယ်။ဟုတ်ပြီဒီကလေးများကိုအနေနဲ့ဒီလို column တစ်ခုပိုင်းထားတယ်။ပိုင်းထားတဲ့ဟာကိုမှပြန်ပြီးတော့ column တစ်ခုပဲပြန်ဖြစ်ချင်တဲ့ဆိုရင်လည်းရပါတယ်။အဲဒါရင်ကိုအနေနဲ့ဒီ column တစ်ခုပိုင်းထားတဲ့နေရာရဲ့ပေါ့နော်။စာလေးရဲ့ရှေ့ဆုံးလေးမှာကစားချပေးပါ။ပြီးတာနဲ့ကျွန်တော်ခုနကလူပါပဲ။လေးယောက်ကနေပြီးတော့မှ column ကိုသွားပြီးတော့မှဒီမှာ move column ကိုသွားလိုက်ပါ။အဲခါမှာကျွန်တော်ကပြန်ပြီးတော့မှ column တစ်ခုပဲပြန်ထားချင်တာမလို့ဒီမှာ column 1လေးကိုပြန်ပြီးတော့မှရွေးပေးလိုက်မယ်ပေါ့နော်။ပြီးပြီဆိုရင်လည်းဒီမှာ okay လေးကိုတစ်ချက်နေပေးလိုက်ပြီဆိုရင်လည်းမူလတိုင်းလေးပြန်ပြီးတော့မှဖြတ်သွားတာလေးကိုတွေ့ရမှာပါ။ ဒါကကျတော့ကို target ချင်တဲ့အပွားစားပဲကိုနှစ်ပိုက်လားသုံးပိုက်လားဗောနဥပမာကနှစ်ပိုက်ဆိုရင်နှစ်ပိုက် target မယ် target ပြီးတော့ကိုစားပြီးတော့လုပ်ချင်တဲ့နေရာရဲ့ရှေ့ဆုံးလေးမှာကစားချထားပါပြီးရင်ခုနကလိုပဲ column ပိုင်းသွားလိုက်လို့ရတယ်ဗောနော်ဒါတော့ကအပွားစားပိုက်တွေကိုကြိုက်တဲ့လောက် target ပြီးတော့မှအဲ့နောက်ပိုင်းကနေစားပြီးတော့မှ column ပိုင်းတဲ့သဘောလေးဖြစ်ပါတယ် ော့နောက်နေ့တစ်ခုနေနေကကျွန်တော်ဥပမာကျွန်တော်တို့ကဒီမှာစာတွေအများကြီးရှိရတဲ့ကနေပြီးတော့မှကျွန်တော်ကဘောနော်ဒီဒုတိယဒီနှစ်ပိုက်လေးကိုပဲကွက်ပြီးတော့မှကျွန်တော်ကော်လံပိုင်းကျင်တယ်ပေါ့နော်ကျန်တဲ့ဟာတွေတော့မှပိုင်းကျင်မှုအဲ့ခါမှကျွန်တော်မြင်သားသားဟိုဒါလေးကို selection ပေးပြီးတော့မှအကြောင်းလေးချက်လိုက်မယ်ပေါ့နော်ဖုံးတက်တဲ့ကနေပြီးတော့မှကျွန်တော်ဒီမှာအကြောင်းလေးတရားပေါ့နော်ဥပမာအပြားလေးတရားချက်လိုက်ပါမယ်ဒီအပြားချက်ထားတဲ့ဒီနှစ်ပိုက်ကိုပဲကျွန်တော်ကော်လံလေးနှစ်ခုပိုင်းကျင်တယ်ပေါ့နော်ကျွန်တော်ကတော့မှပိုင်းကျင်ဒီတိုင်းပဲထားကျင်တယ်အဲ့ခါမှကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့သူ့ကိုကျွန်တော်ကကော်လံပိုင်းကျင်တဲ့စာပဲနှစ်ပိုက်ဆိုရင်နှစ်ပိုက်သုံးပိုက်ဆိုရင်သုံးပိုက်ပေါ့တစ်ချောင်းစဉ်တစ်ချောင်းပေါ့နော် ကိုပိုင်ညင်တဲ့လား server ကို selection ပေးပြရပါတယ်။ selection လေးအရင်ပေးလိုက်ပါမယ်။ selection ပေးပြီးသွားပြီဆိုမှသာလင်ကျွန်တော်တို့ကတရားလေးကို call စာပြီးတော့ပိုင်မယ်။အဲ့တော့ကျွန်တော်တို့ရဲ့ shortcut ကိုလည်းတုံးလို့ရတဲ့မျိုး mouse နဲ့သွားလို့ရတယ်။ဒီမှာတော့ကျွန်တော် order b chc ဆိုပြီးတော့မှ shortcut လေးကိုတုံးလိုက်ပါတယ်။ပြီးတော့ pause တေးကြလာပြီဆိုရင်ကျွန်တော်တို့ column ဘယ်နှခုပိုင်းခြင်းလဲဥပမာကျွန်တော် column နှစ်ခုပိုင်းခြင်းလဲဆိုရင်ဒီမှာကျွန်တော်တို့တွေ့လေးကိုရွှေ့လိုက်ပါမယ်တွေ့လေးကိုရွှေ့လိုက်တဲ့ခါလေးမှာဒီမှာကြည့်ကြည့်ပါ ပရီဗျူးနေရာမှာသူပြပေးပါလိမ့်မယ်ကျွန်တော်တို့ရဆက်လက်လုပ်ထားတဲ့နေရာလေးကိုပဲသူကဒီမှာ column လေးနှစ်ခုပိုင်းပေးနေတာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ခါမှကျွန်တော်ဒီမှာ line ဖြည့်ထွင်ရတဲ့ low ms amend check လေးပေးခဲ့လို့ရတယ်မလို့အပူဆန်တော့ amend check လေးဖြုတ်ခဲ့လို့ရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော် amend check လေးပေးလိုက်မယ် ပေးလိုက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအောက်လေးမှာလေ့ကြည့်ကြည့်ပါ applying to ဆိုတဲ့နေရာလေးမှာ selected ဆဲဆိုတာလေးကို selected ဒီ test ဆိုတာလေးကိုတွေ့ရမှာပေါ့နော်ဒါကတော့ကျွန်တော် select လုပ်ထားတဲ့ test လေးကိုပဲသူရွေးချယ်ပြီးတော့မှ applying လုပ်ပေးသားမယ်ဆိုတဲ့ detail မျိုးပါဒီနေရာမှာကိုပြန်ပြောင်းနေတဲ့ဆိုင်ဒီမှာနှိပ်ပြီးတော့မှလေတခြားအရာတွေလာပြီးတော့ပြောင်းလို့ရတယ်နော်ဒီမှာ whole document တွေပါပြီးပြန်ပြီးတော့ရွေးလို့ရပါတယ်ကျွန်တော်က select လုပ်ထားတဲ့ဒီ test လေးကိုပဲပြောင်းချင်တာမလို့ selected ဆဲလေးကိုပဲပြန်ပြီးတော့ထပ်ပေးလိုက်မယ် ပြန်နဲ့ကို duration နဲ့ column ကိုဒီမှာလာပြီးအခြေအတွက်ကိုရွေးလို့ရပါတယ်။ပြန်နဲ့ okay လေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးဆိုတာနဲ့ဒါဆိုရင်တော့ generate ရဲ့ select လုပ်ထားတဲ့ဒီအကြောင်းချထားတဲ့ဒီကောင်လေးတွေကပဲကွက်ပြီးတော့မှ column လေးပိုင်းပေးထားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီပြီးသွားရင်ဥပမာနဲ့ကျွန်တော်အောက်ကိုသွားလိုက်မယ်အောက်မှာကျတော့ကျွန်တော်တို့ကဥပမာအဒီစာပိုက်လေးနှစ်ပိုက်ကိုကျွန်တော် column ၃ခုပိုင်းချင်တယ်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ဆုံးမလုပ်ရမလဲဆိုတော့ selection လေးပေးပါ selection ပြီးပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဒီဟာလေးကို shortcut ကိုတောင်းလိုက်မယ် order b g c ဆိုပြီးတော့မှနှိပ်လိုက်ပါမယ် ပြီးတော့သူ့ကိုတော့ column ၃ခုပိုင်းချင်တာမလို့ဒီမှာ3လေးကိုရွှေ့လိုက်ပါမယ်ပြီးတော့ line view trend လေးကိုကျွန်တော် image ကလေးပေးထားမယ်ဒီမှာလည်းကြည့်လိုက်ပါ apply to မှာ selected cell လေး selected text လေးဖြစ်နေတယ်ပေါ့နော်ပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်အဲ့ဒီစာပိုင်းလေးတွေကပဲကွက်ပြီးတော့မှ column ၃ခုဖြစ်သွားတာလေးကိုတွေ့ရမှာပါဒါလေးကိုကျွန်တော်မြင်သာသွားအောင်လို့ဒီပေါ်လေးကဖြူတက်ကိုသွားမယ်ဒီနဲ့ဒီ zoom ဆိုတဲ့ group လေးထဲမှာကျွန်တော်ဒီ poll လေးမှာ multiple page ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီ multiple page လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် ်နေ့လိုက်ပတ်သက်ဒီမှာမြင်ရပါလိမ့်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီအပေါ်ကစာတွေထိခိုက်မှုမရှိဘူး။အောက်ကစာတွေထိခိုက်မှုမရှိဘဲနဲ့ကျွန်တော်တို့အယောင်ချက်ထားတဲ့စာပိုင်းလေးကပဲကော်လံတစ်ခုပိုင်းပြီးသွားတာလေးကိုတွေ့ရမှာပါ။ပြောဒီဘက်မှာလည်းပဲကျွန်တော်လိုချင်တဲ့စာပိုင်းလေးကပဲကွက်ပြီးတော့မှကော်လံ၃ခုလေးပဲမိသွားတာကိုတွေ့ရမှာပါ။ဂျန်နဲ့စာတွေကတော့ဒီမှာထိခိုက်မှုမရှိဘဲနဲ့နှုတ်ကမူလာတိုင်းရှိနေတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါတော့ကျွန်တော်ဒီမှာ view ကနေပြီးတော့မှ one page ကိုပြန်ပြီးတော့ထားလိုက်ပါမယ်။ပြီးတော့100%ထားလိုက်မယ်ပေါ့နော်။ဟုတ်ပြီ။ဒါလေးကိုကျွန်တော် ပြန်ပြီးတော့မှကော်လံကိုနှုတ်ကမူလာတိုင်းပြန်ဖြစ်ချင်ပါတယ်။ အဲ့ခါမှလည်းအလိုပါပဲကျွန်တော်တို့ရဲ့ဒီနှစ်ပိုက်ကိုပြန်ပြီးတော့မှပြင်ပြင်ချင်တာမလို့ဒီနှစ်ပိုက်ကိုပြန်ပြီးတော့မှ selection ပေးလိုက်ပါပြီးတာနဲ့ကျွန်တော်တို့ဒီရဲ့ order b j c ကိုနှိပ်လိုက်ပါမယ်ပြီးတော့ column တစ်ခုပဲပြင်ထားခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာ one column လေးကိုရွှေ့ပေးလိုက်ပါမယ်ပြီးတာနဲ့ okay လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်မူလကတိုင်းပဲ column တစ်ခုပဲပြန်ဖြစ်သွားမှာပါအောက်ကဟာလေးကိုလည်းအလိုပါပဲကျွန်တော်ပြင်ပြင်ချင်နေဆိုရင်ဒီမှာအစားကနေပြီးတော့မှအဆုံးထိကျွန်တော် selection လေးပြန်ပြီးတော့မှပြလိုက်ပါမယ်ပြီးတာနဲ့ order b j c ကိုပြန်ပြီးတော့မှနှိပ်လိုက်ပါမယ် ီးတော့မှ general column ကိုတခုပဲပြန်ထားလိုက်ပါမယ်။ပြီးရင်တော့ okay လေးကိုတစ်ချက်နှိပ်ပြလိုက်ပါမယ်။ဒါကြောင့်တော့မူလအတိုင်းပြန်ပြီးတော့မှဖြစ်သွားပါပြီ။ဒီကမှာကျွန်တော်ဒီမှာ view ကနေပြီးတော့မှ multiple page တင်မှာပြန်သွားကြည့်တဲ့အခါမှာဒီမှာလည်းမူလအတိုင်းပြန်ဖြစ်သွားတယ်လို့မျိုးဒီမှာလည်းမူလ column တခုပဲပြန်ဖြစ်သွားတာကိုတွေ့ရမှာပါ။ ဟုတ်ပြီဒီမှာ100%နဲ့ထားလိုက်ပါမယ်။ဒါဆိုကျွန်တော်ဒီသင်ခန်းစာလေးမှာလုပ်ငန်းခွင်မှာရန်ကုန်သုံးဝင်နဲ့ Microsoft Word မှာဒီ column ခွဲတာလေးကိုကျွန်တော်လေ့လာခဲ့ရတာဖြစ်ပါတယ်။ဒီသင်ခန်းစာလေးကမျိုးစိုးရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှိမလို့ယုံကြည်ပါတယ်။သင်ခန်းစာလေးကကြိုးရှိလဲဆိုရင် video လေးကို like လေးနဲ့ခဲ့ပေးပါခင်ဗျာ။ comment လေးမှာလည်းရေးခဲ့ပေးပါ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှင်းမစွန်းလဲ comment လေးမှာရေးခဲ့နိုင်ပါတယ်။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မိကုံးလေးတွေရှင်းမစွန်းလဲ comment လေးမှာရေးခဲ့ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြည့်ချပေးသွားပါမယ်။ဒါဖြစ်စွန်းတဲ့နေ့လေးကိုမျှတထားပါမယ်ဆိုင်နေကြပါစေ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါခင်ဗျာ။အားလုံးကိုစိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေ။ mereknya, Alonggo, jitu de mereknya.